ဒီရုပ်ရှင်ရဲ့အဆမှာတော့ကာဒစီယာလူပြတဲ့မြို့ပြန်တနေရာမှာရလိုက်တာနဲ့စတင်ထားပါတယ်။ကာဒင်ကနေရှုံယုံကြည်လို့ခေါ်တဲ့လူငယ်တယောက်နဲ့ဇိုးလိုလိုဘာလိုလိုနဲ့လူကြီးတယောက်ထွာလာနေပြီးကိမုံလုံးကာဒစီယာသူတို့နောက်ဆက်ဆက်မြဲမြဲရောက်လာခဲ့ပါတယ်။ကာဒကောင်းကိုဖွင့်လိုက်တော့ကာဟင်ဆန်းလို့ခေါ်တဲ့လူတယောက်ဟာကားထဲမှာထိုင်နေတာကိုမြင်တွေ့ရပါတယ်။ ကောင်လင်းကကားထဲဝင်ထိုင်ပြီးကံဟေဆန်းစားနေတဲ့မုံကိုခတ်တီတီနဲ့ယူပြီးစားနေတော့ဟိုကောင်ကလည်းသူ့စွက်လှူသွားတယ်ဆိုတဲ့အထာနဲ့ဂျိုးကြီးကြိနေခဲ့ပြီးဖေးရှိရှိန်နဲ့မိုက်နေတဲ့ตาလေးရတော့ဘာတွေဖြစ်လာမယ်မှမသိသေးပါဘူး။ဘေးရတယောက်ကကောင်လင်းကိုပယ်ပယ်နေနေတီးပါတော့တယ်ကံဟေဆန်းကမင်းကဘာလဲကွာငါ့ကိုပမာမခန့်နဲ့လို့ဆိုပြီးကောင်လင်းရဲ့ပေါင်းကိုဓာတ်နဲ့လီးလိုက်ကဖမ်းထားလိုက်ပါနဲ့။ ထူးမျိုးဟာကွန်ဗေးနီးယားစတိုးတစ်ခုချင်းမှာလူတွေဝိုင်းအောင်နေပြီးရာသို့အသားတကောင်ကဒဇာကမိန်ကလေးတယောက်ကိုဖမ်းထားပါတယ်။ဒါနဲ့ဟူယန်ဒီယန်လုံနေတော့ရဲတွေလည်းအကြိုက်ရိုက်နေတော့တာပေါ့။ထိုအချိန်မှာပဲကျွန်တော်တို့ရဲ့ဇားလိုက်မင်းသားအကြီးစုံတော့မာဆော့တို့ရောက်လာခဲ့ပြီးအရှိအနေကိုသုံးသားကြည့်နေခဲ့ပါတယ်။စုံတော့ကြီးရလည်းအကြံနေမတုံးပဲအနုနီးနဲ့ဖမ်းမလို့ဆိုပြီးစတိုးဆိုင်ရဲ့ဂျောင်းလေးကနေတိတ်တိတ်လေးဖမ်းမလို့လုပ်ပေမဲ့သူကနာကိုကကြီးလွန်းတော့ဘေးကမာမီရှင်စားစီညို့တိုင်းမီလိုက်တော့ဟိုကောင်လည်းတတိထားမိသွားမှာတော့တယ်။ စုံတော်ကြီးမာသို့တို့လည်းအကြမဖက်ရှင်ပေမဲ့လုံရပါလို့မယ်ရဲကြီးမာသို့တို့ကခတ်တီတီနဲ့ရှင်းကိုတတ်တော်လိုက်ပြီးသူ့ကိုဓာနဲ့ရမ်းနေတဲ့ရာသို့အတောင်းကိုကင်ပေါက်ပေးလိုက်ပါတယ်လက်ကိုထတ်ချိုးပေးလိုက်ပြီးငါပြောတာပဲမင်းကိုအေးဖေးလေးအဖမ်းခံပါလို့အခုတော့နာပြီမလားလို့ဆိုပြီးဟူကောင်ကဂလန်ကဆန်နဲ့ထားလုံးနေတော့လက်သီးစာကျွေးပေးလိုက်ပြီးဆွေမျိုးကတခါတည်းမေ့သွားပါတယ် ရေကြီးမဆိုးတို့ကလည်းတည်င်းသားလူထဲမှာဆယ်လီတခါလေဖြစ်သွားတော့တာပေါ့ရေးတပ်ဖွဲ့ကန်ချီဝန်ပိုလစ်စတေရှင်ရဲ့ရင်းရချီကြီးမဆိုးတို့နဲ့သူ့အထက်ရချီဂျွန်အီမန်းတို့ဟာဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့ကိုထွက်ခွာခဲ့ကြပါတယ် ူတို့ရဲ့ရည်ရွယ်ချက်ကတော့တောင်ကိုရီးယားနဲ့ထွက်ပြေးလာတဲ့ရာသွတ်သားတွေကိုကိုရီးယားနိုင်ငံစီပြန်လည်လွှဲပြောင်းခေါ်ဆောင်မှုပဲဖြစ်ပါတယ်။ဘယင်နန်ရောက်တော့ဘယင်နန်ရဲတွေရဲ့စစ်ဆေးခြင်းကိုခံနေကြရပါတယ်။စုံတော့မှလည်းတူထဲရာရှိကိုတရှာမလုံလို့အပြစ်တင်နေပြီးဘယင်နန်ရဲတယောက်ကိုငါတို့ကကိုရီးယားနိုင်ငံရဲ့ရဲတွေပါလို့အင်္ဂလိပ်လိုမတောက်တခေါက်ပြောနေပေမဲ့ဟိုကတော့နားလည်ပုံမပေါ်ပါဘူး။ နဲနဲလောင်အထဲမှာနားလဲရပြီးကိုဒီယားကောင်ဆွင့်ဝုံရောရဲ့ဒေတာကအရာရှိပချန်စုဆိုတဲ့လူရောက်လာတော့မှအသက်ရှူချောင်းသွားပါတော့တယ် လာမေးဆိုင်မှာ၃ယောက်သားထိုင်တောင်းနေခဲ့ကြပြီးဘေးရတက်တူးနဲ့ဇိုး၃ယောက်ကိုမြင်တော့ပတ်ချောင်စုကိုမေးနေခဲ့ပါတယ်။မတင်ကားစရာကောင်းတာကိုတတိထားမိတော့လူဆိုးမြင်မနေနိုင်တဲ့ရဲကြီးမာဆောတို့လည်းထတောင်းချမ်းမှုလုံးချင်းသူ့အထက်ရာရှိရာထားလိုက်စားမှာကွာလို့ဆိုပြီးဟိုတုံးကောင်ကလည်းသူတို့တတိထားမိသွားတော့ပစ္စည်းတွေတိမ်ပြီးထွက်ပြေးသွားမှာတော့တယ်။ပတ်ချောင်စုရဲ့ဌာနဆရာတပည့်နှစ်ယောက်ဟာယူဂျုံဟွန်းလို့ခေါ်တဲ့တရေခံတယောက်ကိုစစ်ဆေးမေးမြန်းနေပြီးယူဂျုံဟွန်းကသူ့ဟာလီဂျုံတူးလို့ခေါ်တဲ့ရာဇဝတ်သားတစ်ကောင်က ာသူ့ကိုတတ်ဖို့ကြိုးစားခဲ့တာကြောင့်သူ့ဘာသာဖန်ခံခဲ့ရတာလို့ပြောနေပေမဲ့ဌာနနေတဲ့မာသောတို့လည်းသူ့အထက်အရာရှိကိုအချက်ပြလိုက်ပါတယ်။အကြောင်းတင်းနေတဲ့သူ့အထက်အရာရှိကလည်းပတ်ဝန်းကျင် အရှိအနေကိုအခဲခတ်ကြည့်လိုက်ပြီး CCTV ကင်မရာနားကိုတွားလိုက်ပါတယ်။အရှိအနေကိုမသိသေးတဲ့ယူဂျွန်ဟွန်းကတော့ရေးကြီးမာသောတို့ရဲ့အပြုံးအောက်မှာနားမလဲစွာကြည့်နေခဲ့ရပါတယ်။ ရဲကြီးမာသောတို့ကလည်းအညောင်းနေပါလေဆန့်နေပြီးတော့သူ့အထက်ရာရှိရာ CCTV ကင်မရာကိုတခါတုန်းခွန့်နဲ့အုပ်ပေးလိုက်ကောင် OK ဆိုပြီးအချက်ပြလိုက်တော့ယူဂျုံဟွန်းကသပွဲပေါ်နှိပ်ပြီးနရက်ကိုလိန်ဆွဲနေတော့တာပေါ့အဖြေမရသေးတော့သူ့အထက်ရာရှိလည်းရာစုတောင်းကိုကြောက်အောင်တွေပြောပြီးမနေနိုင်တော့သူ့ပဲအပြင်ကိုထွက်သွားလိုက်ပါတယ် ခေါင်းကိုသပွဲပေါ်နှိပ်ပြီးခုံကိုထူပြနေတော့လီဂျုံတူးရဲ့တီနေရောင်ကိုတီးလဲရပြီးထိုနေရောင်ဆရာတပည့်နှစ်ယောက်သားလိုက်သွားတော့လီဂျုံတူးဟာတေဆုံးနေလျက်သားကိုတွေးရပြီးဒါဟာရက်ဆက်တဲ့လူသက်သမားကာဟင်ဆန်းနဲ့ပတ်သက်နေကြောင်းကိုပါတီးလဲရပါတယ်ကာဟင်ဆန်းဟာဘယင်နာမှာကိုရီးယားလူမျိုးတွေနဲ့ခီးတာဧည့်သည်တွေကိုပြန်ပြီးဆွေးပြီးတပ်ဖြတ်ကငွေညှင့်နေသူတူဦးဖြစ်ပါတယ် ကံဟေဆန်းဟာသူ့ရဲ့ပြန်ပေးဆွဲမှုတွေနဲ့တပ်ဖြတ်မှုတွေကိုဆက်တိုက်ကျူးလွန်နေခဲ့ပါတယ်။သူဟာပြန်ပေးဆွဲသူတွေရဲ့မိသားစုဝင်တွေစီကနေရက်ဆက်စွာငွေတောင်းခံပြီးငွေပေးသည့်ဖြစ်စေမပေးသည့်ဖြစ်စေပြန်ပေးဆွဲသူတွေကိုတပ်ပင်းလေးရှိပါတယ်။ဇလန်အစမှာမြင်တွေ့ခဲ့ရတဲ့ရှင်ယွန်းကြီးဆိုသူဟာအခွင့်အရေးရတာနဲ့ကားလေးကနေထွက်ပြေးသွားပါတော့တယ်။ လူမိုက်တွေလည်းပြေးလိုက်သွားခဲ့ကြပြီးကောင်လေးကိုဆန်ချီနဲ့ဘဲတယောက်ကဖမ်းမိသွားတော့တခြားသူတွေလည်းတတ်မဲ့တကယ်ကယ်ရှင်းချောင်းနေတော့တာပေါ့ကန်ဟင်ဆန်းကလည်းရောက်လာပြီးချုံယွန်းကြီးကိုကိစ္စချောပေးလိုက်တော့တာပေါ့ဒီအခန်းတွင်မှာကန်ဆယ်ဟန်းရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့တဘာဝနဲ့သူ့ရဲ့အကြမ်းဖက်နီလန်းတွေကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာဖြစ်ပါတယ်ဂလန်ကဆန်နေထပ်ပြောနေတဲ့ဇိုးတယောက်ကိုကိစ္စထပ်ချောပေးလိုက်ပြီးကြံတဲ့နှစ်ယောက်ကဘာမှမပြောနိုင်ပဲထိုင်ကြည့်နေခဲ့ရပါတယ် ကဟေဆာရှုံယွန်းကြီးရဲ့အထက်မဲ့နေတဲ့အလောင်းရဲ့လက်ကိုဖြတ်ပြီးတူမိသားစုဝင်နေစီကိုငွေညစ်ဖို့မက်ဆေပို့လိုက်ပါတော့နဲ့ကိုရီးယားမှာကြံနေတဲ့တူလက်ထောက်တွေကိုစုံတော့မှဖုံဆက်နေခဲ့ပါတယ်။ရာချီကျွန်နဲ့ပတ်ဆောင်စုဝင်လာတော့စကားစပြတ်သွားတော့တာပေါ့။ပတ်ဆောင်စုဟာတည်တင်းတစ်ခုကိုရလို့စုံတော့မှဆော့လို့ပြောပြနေခဲ့တာဖြစ်ပြီးထိုနေရာမှာရာစုအသားကောင်ရဲ့ပုံပြပြီးမြင်ဘူးလားလို့ပတ်ဆောင်စုဟာအနားမှာရှိတဲ့လူတွေကိုမေးနေခဲ့ပါတယ်။ ။တကားတစ်ခုကိုအကြံပတန်ကန်ဖွင့်နေတော့ပချောင်စုကလည်းမျက်စိမျက်နှာပြန့်နေတော့တာပေါ့။တည်င်းတစ်ခုရထားတဲ့နေရာဖြစ်လို့ကန်ဖွင့်ပြီးမြေလံရှာဖွေနေခဲ့ကြပါတယ်။ပလတ်စတစ်ကစားကိုရှာတွေ့တော့အလောင်းတလောင်းဖြစ်နေတာကိုမြင်တွေ့ရပြီးထိုနေရာမှာနှလောင်းရှာတွေ့တော့ဘယင်နံရဲတွေနဲ့ပြက်တနာတက်တော့တာပေါ့။ဆေးရတပည့်နှစ်ယောက်သားလောင်ကစားယုံတစ်ခုကိုရောက်သွားပြီးကိုဒီယားလူစုတယောက်ကိုစစ်စစ်မင်းမြန်းခဲ့ရာဂျုံယွန်းကြီးရဲ့အဖေဖြစ်တဲ့ရွှေရွှွန်ဘတ်ဆိုလူဟာကန်ဆယ်ဟောင်းကိုတတ်ဖို့တူလူတွေစီလို့ထားကြောင်းသိလိုက်ရပါတယ် ကံဟင်ဆန်းရဲ့ဘက်မှတော့ရွှေရွှံပဲလွန်လိုက်တဲ့လူတွေနဲ့တိုက်ခိုက်နေတော်မြင်တွေ့ရပါလေ။လောင်ကစားယုံမှာကံဆင်ဟန်းရဲ့တီနေအောင်တီလိုက်ရတဲ့စုံတော့မာတို့ကလည်းထိုးနေအောင်လိုက်သွားခဲ့တော့တေဆုံးနေရဲ့ရွှေရွှံပန်းရဲ့လူတွေကိုတွေ့လိုက်ရပြီးဂျုံအီမောင်းကိုကံဆင်ဟန်းကဓာနဲ့ခိုးလိုက်တော့မာဆော့တို့ကလည်းအပြေးရောက်လာပြီးဘီယိုနဲ့တိုက်ပေးလိုက်ပါတယ်။ရဲကြီးနဲ့ကန်ဆယ်ဟန်းတို့အသေးရှိတိုက်ခိုက်နေခဲ့ကြပြီးမနိုင်မန်းတိနေတဲ့ကန်ဆယ်ဟန်းကလည်းသူ့လူတယောက်ကိုပြစ်ကားထွက်ပြေးသွားပါတော့တယ် ။ဒံယာရနေတဲ့ရာရှိဂျုံဤမောင်ကိုဆေးရုံပိုးလိုက်ပြီးပတ်ဆောင်သူဟာပြက်တနာတက်ပြီလို့လာပြောပါတယ်။အရာရှိဂျုံဤမဟာဘယနာရဲတွေနဲ့ပြက်တနာတက်နေပြီးဘယနာရဲတပ်ဖွဲ့ဟာကိုတရားစုံနောက်တွေရဲ့ဝင်းရောက်ဆွဲဖက်မှုကြောင့်မကြေနပ်ကြပဲမာဆုံးတို့တို့ကိုကိုတရားနိုင်ငံကိုပြန်ပို့လိုက်ကြပါတယ်။ကိုရီးယားပြန်ရောက်တော့မာဆိုတို့နဲ့သူ့အဖွဲ့ရအရင်ဆက်ကားမှရင်းနေခဲ့တဲ့ရာဇုတ်ဂိုင်းကောင်းဆောင်ဟောင်းဂျန်အီဆူးစီကိုတွားရောက်ခဲ့ပြီးအကူအညီတောင်းခံခဲ့ကြပါတယ်။ ကျန်ဤစုဟာတည်ပြီးလို့ထင်ခဲ့ရပေမဲ့အခုတခါမှာတော့ပို့ကုန်လုပ်ငန်းတစ်ခုကိုလုတ်ကင်နေကြတာဖြစ်ပါလေ။မဆော့တို့ဟာကျန်ဤစုရဲ့အဆက်အသွယ်တွေကိုအသုံးပြုပြီးကံဟေဆန်းကိုစုံစမ်းနေကြတာဖြစ်ပါလေ။ဒါပေမဲ့ကိုရီးယားကိုပြန်ရောက်တာမှမကြသေးဘူး။ကံဟေဆန်းကကိုရီးယားကိုတရားမဝင်လမ်းကြောင်းကနေဝင်ရောက်လာပြီးရွှေရှုံပတ်နဲ့တွေ့ဆုံမှုစူးစမ်းနေကြောင်းကိုတည်လိုက်ရပါလေ။ကံဟေဆန်းကတူတောင်းကိုတတ်တဲ့အတွက်သူ့လိုက်လံတပ်ဖြတ်ခိုင်းနေတဲ့ရွှေရှုံဘက်ကိုရင်ဆိုင်ပြီးနောက်ထပ်ငွေတွေညှင့်ယူဖို့ကြံစီနေကြတာပါ။ ရွှေရွန်းကြီးရဲ့ဇာပနပွဲမှာစုံတော့မှဆိုးတော့ဟာရွှေရွန်းကြီးရဲ့အမေဖြစ်သူကင်ရင်စုနဲ့လာရောက်တွေ့ဆုံနေတာကိုမြင်တွေ့ရပါတယ်။ကန်ဟစ်ဆန်းဟာရွှေရဲ့ဇာပနပွဲကိုတိတ်တဆိတ်ဝင်ရောက်လာပြီးရွှေရွှေဘက်ကိုပြန်ပေးဆွဲဖို့စီစဉ်နေခဲ့ပါတယ်။ရွှေရွှေဘက်နောက်ကိုမတိမတားလေးလိုက်သွားခဲ့ပြီးဓာလီကားထဲမှာရွှေရဲ့ကိုရံတော်နဲ့အသေးရှိတပ်ပုတ်ကြပြီးသူ့ရဲ့ကိုရံတော်ကိုတတ်ပြီးရွှေရွှေဘက်ကိုပြန်ပေးဆွဲခဲ့ပါတယ်။ အရှိအနေကိုစောင့်ကြည့်နေတဲ့ CCTV ဝန်သားလည်းပြေးလိုက်သွားပေမဲ့မမီတော့ပါဘူး။အင်ဆူကစုံတော့မှနဲ့သူ့အဖွဲ့ကိုအကူအညီတောင်းခံခဲ့ပြီးကန်ရီဆန်းကိုဖမ်းဆီးနိုင်ဖို့အတွက်သူတို့နဲ့ပူးပေါင်းခဲ့ပါတယ်။အဲ့ဒီနောက်ကန်ဟေဆန်းကရွှေရှုံပန်းရဲ့ဇနီးကင်ဆုကိုဆက်တွေ့ပြီးဒေါ်လာ1မီလီယံကိုတောင်းခံခဲ့ပါတယ်။စုံတော့မှဟာဂျန်အီဆူးစီကိုရောက်သွားပြီးမင်းကလေးနှစ်ယောက်ထိုင်နေတာကိုတွေ့တော့ငွေလိမ်မှုစူးစမ်းနေတာကိုသိပြီးအမှန်တွေပြောလိုလိုက်ပါတယ်။ စုံတော့မှဟာဂျန်ဤစုကိုအကူအညီယူပြီးကင်အင်စုရဲ့ရေမောင်းအောင်ဆောင်ခိုင်းကငွေပေးမဲ့နေရာကိုတွားခဲ့ကြပါတယ်။ကားမောင်းနေတဲ့ဂျန်ဤစုကလည်းအကြည့်တွေဟာအိတ်ပုံမှာပဲရောင်းနေခဲ့ပါတယ်။ငါသားကိုရလိုက်လို့ကတော့တွေးနေပုံပေါ်ပါတယ်။သူ့ကိုတဘာရိုက်မဲ့အကြောင်းကိုဟေဆန်းတိတွားခဲ့ပြီးစုံတော့မှနဲ့အဖွဲသားဒေါင်ဂျွန်ဟာကန်ရီဆန်းရဲ့ပုံခွရနေရာကိုရှာတွေ့ခဲ့ပြီးရှွန်ဘတ်ကိုပြန်လည်ကဲတင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့အပြင်ကိုထွက်ဖို့လုံချိန်ပါပဲဟင်ဆန်းကသူ့အနောက်ကနေဓာတ်နဲ့ထိုးလိုက်ပြီးလုံကြုံရင်ရဲတွေထမ်းရောက်လာတော့ကားတစ်စီးပေါ်တို့တက်ပြီးထွက်ပြေးသွားခဲ့ပါတယ်။ငွေညင်းဖို့အစည်းအဝေးပြတ်သွားတဲ့ဟင်ဆန်းဟာရွှေရှင်ဘက်ရဲ့ဇနီးကင်းအင်စုဟာသူ့ရဲ့အဓိကတော့ချက်ဖြစ်လာခဲ့ပါတယ်။ကင်းအင်စုတို့ကားပေါ်မှာပါတဲ့ပတ်စံတွေယူပြီးကိုရီးယားနေထွက်ပြေးဖို့ဆုံးဖြတ်လိုက်တော့တာပါ။အင်စုတို့ဘက်မှာတော့ဟင်ဆန်းရဲ့လူနှစ်ယောက်ကလိုက်နေခဲ့တာကြောင့်ထွက်ပြေးနေခဲ့ရပါတယ်။ ကားပါကင်တစ်ခုမှာဤဆူတို့ပြေးပေါက်ပိတ်သွားကြတော့ဆင်းပြေမှုလှုပ်ချိန်ပတ်ဆံအိတ်ကိုယူသွားဖို့လုံနေတဲ့ဂျန်ဤဆူကိုအင်ဆူကထားလိုက်ဖို့ပြောပြီးပြေးသွားပါတော့တယ်။ဒါကြီးတဲ့တော့ရင်အဖမ်းခံရမှာကိုတီတော့ကားထဲထည့်ပိတ်ပြီးကားထဲဝင်ကမောင်းပြေးခဲ့ပေမဲ့ဟေဆန်းရဲ့လူတယောက်ကပါလာခဲ့ပါတယ်။ကားကိုအချိန်ပြင်းပြင်းတင်ပြီးဗရိတ်အုပ်ပေးလိုက်တော့ဟိုကောင်လည်းနောက်ကားတစ်စီးပေါ်တို့ရောက်သွားခဲ့ပါတယ်။ဂျန်ဤဆူကမောင်းထွက်သွားပြီးဟိုကောင်ကတော့ရဲတယောက်နဲ့ခြံထားပေးခဲ့တာပေါ့။ ထွက်ပြေးသွားတဲ့ကင်အစူးနောက်ကိုဟေဆန်းရဲ့လူတယောက်ကလိုက်သွားခဲ့တာသူမကိုမိသွားခဲ့ပြီးစုံနောက်မှာအချိန်မှရောက်လာခဲ့ပါတယ်။လက်ကိုရှိုးပေးလိုက်ပြီးဓာတ်လီကအောက်ကိုလက်သီးနဲ့ထိုးရှားပေးလိုက်ကပြန်တက်လာတော့ဝိုင်းလက်သီးတစ်ချက်ထပ်ကျွေးပေးလိုက်ပြီးဟူကောင်လည်းခွေလည်းကြာသွားပါတော့တယ်။ ဂျန်ယီဆူကတော့ဒေါ်လာ1မီလီယံရလို့ဆိုပြီးပျော်လို့မဆုံးသေးခင်မှာပဲဟေဆန်းကဂျန်ယီဆူနောက်ကိုဆောင်းတိုက်ပေးလိုက်ပါတော့တယ်။အိတ်ဆွဲပြီးထွက်ပြေးသွားတဲ့ဂျန်ယီဆူနောက်ကိုဟေဆန်းကပြေးလိုက်သွားခဲ့ပေမဲ့ဂျန်ယီဆူကတော့တက်စီကားစီးပေါ်လို့တက်ပြီးထွက်ပြေးသွားပါတော့တယ်။ဟေဆန်းလည်းငွေတွေမရလို့စိတ်ပေါက်ပေါက်နဲ့အနာလုံးဂျုံရင်ရေးနှစ်ယောက်ကိုဓာတ်နဲ့ထိုးပြီးဒေါ်လာတွေပုံချလိုက်ပါတယ်။ကျန်ရီဆူကတော့အိတ်ကိုဖွင့်ကြည့်နေပြီးအောင်းနိုင်သူအပြုံးနဲ့ကျေနပ်နေခဲ့ပါတယ်။ဒါပေမဲ့ဘာတွေဆက်ပြစ်လာမယ်ဆိုတာတော့သူမသိသေးပါဘူး။ YTN The Day Season မှာတော့ပတ်စံနေ UP တော်နဲ့ဂျန်ယူစုအကြောင်းအကျညာနေပြီးဟေဆန်းကတည်င်းဝန်နားထောင်နေကအိတ်တထုတ်တဲ့လက်နက်တွေထည့်ပြီးဂျန်ယူစုရှိရာတို့ထွက်သွားပါတော့တယ်။တင်မောစေကန်တခုမှာတော့ဂျန်ယူစုကငွေတွေယူပြီးကိုရီးယားနိုင်ငံကနေထွက်ပြေးဖို့ကြံနေချိန်မှာပဲဟေဆန်းရောက်လာခဲ့ပါတယ်။ဂျန်ယူစုကလည်းငွေတွေလက်မလွတ်ချင်တော့လူမိုက်ထားတွေဖမ်းနေပြီးဓမ္မကြီးထုတ်ပြီးရှေ့တက်လာတဲ့ကန်ယေဆန်းကိုမြင်ပြီးသူ့ပဲကြောက်ပြီးထွက်ပြေးသွားပါတော့တယ်။ ရဲတွေကနေရနလိုက်စစ်နေပြီးဟေဆန်းကကိုရီးယားနေထွက်ခွာဖို့ဘတ်ကားတစ်စီးပေါ်တို့တက်သွားတာကိုအီဆူကဂျောင်လင်းရနေကြည့်နေခဲ့ပြီးစုံနောက်မှာကိုဖုံးဆက်တည်င်းပေးလိုက်တောင်းမြင်တွေ့ရပါတယ်။ဂျန်အီဆူပေးတဲ့တည်င်းကြောင့်စုံနောက်မှာဟာဘတ်ကားကိုရက်ခိုင်းလိုက်ပြီးအရှိန်နေကိုမတိသေးတဲ့ဟေဆန်းကတော့စောင့်ကြည့်နေခဲ့ပါတယ်။ စုံတော့မှကားထဲဝင်သွားလိုက်ပြီးမဆိုင်သူတွေကိုဆင်းခိုင်းနေရပြီးတော့ခဖကျိုးလက်မပတ်ကဓမ္မနဲ့ဝင်လာတဲ့ဟဲ့ဆန်းကိုဝိုက်လိုက်ပြီးတချွတ်ကျွေးပေးလိုက်နှက်ဆင့်ကံပေးလိုက်ဘေးကကားမနဲ့ဆောင့်ပေးလိုက်ကင်ပေါက်ပေးလိုက်နဲ့ဟူကောင်ကတော့လူလဲရောင်ကိုခံနေခဲ့ရပါတယ်လမ်းမချော်သေးတဲ့လူမိုက်ကောင်ကိုစူပါလက်တီးချက်တွေကျွေးနေပြီးအခွက်တက်တဲ့ကိုဝိုက်လက်တီးနဲ့ထပ်ဆိုပေးလိုက်နဲ့နောက်ဆုံးငကားကန်ချက်နဲ့အပြင်ကိုကန်လွှဲပေးလိုက်ပါတယ် အပြင်လွင့်ထွက်သွားတဲ့ကံဟင်ဆောင်းကိုအလွတ်မပေးသေးပဲထတ်ချုံနေခဲ့ကရင်ပကနေမှပြီးကားကိုတင်ပေးလိုက်ပြီးတော့လက်တီးချက်တစ်ချက်နဲ့ပွဲသိမ်းပေးလိုက်ပါတယ်။စုံတော်မှာအားရပါးရဆုပ်ပြီးချိန်မှာပဲရဲကားတွေလည်းရောက်လာခဲ့ပါတယ်။ရာရှိဂျုံကဟိုကောင်ကိုတွားကြည့်လိုက်တော့ရုပ်ပြက်ဆင်းပြက်ဖြစ်နေပုံကိုမြင်လိုက်ရတယ်ထင်ပါတယ်။ ပတ်စံနေမရလို့ကြွေကွဲပြီးထိုင်တောင်းနေတဲ့ဂျုံဤဆန်းစီကိုမာဆော့တို့ကဖုံးဆက်ပြီးတကယ်တော့ပတ်စံနေကိုတမင်ယူခိုင်းပြီးအကွက်ဆင်ခဲ့တာဟာစုံတော့မှရဲ့လိုအပ်အစီအစဉ်ဆိုတာနောက်ပိုင်းမှာဖော်ပြထားပါတယ်။ဇာသိန်းကားမှာတော့စုံတော့မှနဲ့သူ့အဖွဲ့ဟာအောင်မြင်စွာ အမှုမှောင်ဖော်ထုတ်နိုင်ခဲ့တာကိုဂုံပြုပဲဆင်နေနေခဲ့ကြပါတယ်။ဇာလန်းရဲ့အဆုံးသတ်ကိုတော့ရောက်လာပါပြီ။ဒီဇာကားထဲမှာမြင်တွေ့ကြရတာကတော့စုံတော့မှရဲ့ထူးခြားတဲ့ခွန်အားနဲ့ရည်စရာကောင်းတဲ့ဇာရုပ်ကိုမြင်တွေ့ရမယ့်အရှင်ကားကောင်းတကားလည်းဖြစ်ပါတယ်။ ရက်ဆက်တဲ့ဗီလိန်ကာဟေဆိုင်းရဲ့ဇာယုတ်ကလည်းပိဋိတ်တည်းကိုဖန်ဆားနိုင်ခဲ့တာမလို့ဒီဇက်လန်းကရာဇဝမှုတွေကိုရှီမုံဖို့ဘတော်မှမတွန့်ဆုတ်တဲ့စုံတော့မာဆော့တို့ရဲ့စွန်စားကန်းနေထရာတစ်ခုပဲဖြစ်ပါရယ်ညနကောင်ကြီးအတန်ထသွင်းနေတာမလို့ပတ်ဝန်းကျင်ကလူတွေလည်းဒီကောင်လွတ်သွားပြီလားလို့ထင်နေလောက်ပါပြီကျွန်တော်ရဲ့ recap video ကိုကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဘေးရုပ်ရှင်တွေကို recall လုပ်စီခြင်းလဲဆိုတာတောင်းဆိုခဲ့ကြပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့ bye